က်ပေးမယ့်သတင်းကတော့မေလာမဆိုင်တင်ကအနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်မယ်ဆွဲသတင်းပဲဖြစ်ပါတယ်။2025ခုနှစ်မိုးကာလဟာမေလ16ရက်နေ့မှစတင်ပြီးအနောက်တောင်ဘက်တုံးလေးစတင်ဝင်ရောက်မှဖြစ်တယ်လို့မိုးလေဝသနဲ့ဇလဗေဒဥစည်းကဏ္ဍကထုတ်ပြန်ထားတယ်လို့သိရပါဗျ2025ခုနှစ်မိုးကာလမြန်မာနိုင်ငံအတွင်းကိုအနောက်တောင်ဘက်တုံးလေးစတင်ဝင်ရောက်တဲ့နေ့မှဇွန်လကုန်တိဖြစ်ပါတယ် အနောက်တောင်ဘက်တုံးလေးရမေလ16ရက်နေ့မှ20ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများမေလ21ရက်နေ့ရနဲ့25ရက်နေ့အတွင်းမြဝကျုံမော်ဒေသများ26ရက်နေ့မှ31ရက်နေ့အတွင်းကိုမြန်မာနိုင်ငံလေပိုင်းဒေသများနဲ့ဇွန်လ1ရက်နေ့ရနဲ့9ရက်နေ့အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသများကိုဝင်ရောက်မှဖြစ်တယ်လို့သိရပါဗျာ။ ဒါအပြင်မင်္ဂလာပင်လယ်ော်မှာလေပြင်းနဲ့ရံဝန်တောင်းကျဖြစ်ပေါ်နိုင်ပြီးဒီချိန်မှာပုံမအောင်ကလာကမုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိနိုင်မယ်ပြင်၎င်းကာလအတွင်းမှာအနောက်တောင်ဘက်သို့လေဟာအာတသိမ့်မနဲ့အကောက်နိုင်တယ်လို့အသိပေးထားပါတယ်။ မိုးကာလာမေလာနဲ့စွန်လာတို့မှာအေယာဝတီမြေရှင်တွင်မြေဒုထဝတီမြေမြစ်တာမြေစစ်တောင်းမြေရွှေကျင်မြေပကိုးမြေတန်လွင်မြေတောင်းရင်မြေငဝယ်မြေတိုးမြေနဲ့ဘီလိမြေတို့ကိုတခြားမှာရှိတဲ့မြို့များမှာမြေအများဟာလက်ရှိအမှန်များတဲ့မြစ်တက်လာနိုင်တော့လေ၎င်းမြို့များရဲ့စိုးရိမ်ရေမှန်အတူတူကိုရောင်းနိုင်ွယ်မရှိသေးဘူးလို့ဖော်ပြထားပါတယ်ဒီသတင်းကိုတော့မြို့သူတူကပေးပို့လာပါဘာ